အားလုံးပဲမင်္ဂလာပါအာစီတုတဆုံယတဆုံ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆ ्याम မကျူးရဲ့ကြားတော့ဒီလဲမောင်စကားဝတ္ထုကိုအပိုင်း၉အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ကြားတော့ဒီလဲမောင်စကားအပိုင်း၉အခန်း၃ 1989 80ခုနှစ်မန်လေးစေးတက်ကရိုမဂဇင်းတွင်တင်းတင်းစောဤပထမဦးဆုံးဝိထုတူကလေးပုံနှိပ်ဖော်ပြခြင်းခံရလေသည်တငယ်ချင်းများကတကယ်အဖြစ်ပြက်လားဟုမေးတော့ဇော်ကောင်းရမ်းလျက်ရေမောနေခဲ့ရသည်ရင်ထဲမှာတော့စွပြက်နာကျင်စွာဖြိုးကိုတတိယမိလေသည်ဒီအချိန်ဆိုဖြိုးပဲမင်းကလေးနဲ့တွဲနေမှာပါလိမ့်ငယ်စဉ်ကဖြိုးကို သူမနားလေတလို့ရှိတော်လဲ ကြာလေကြာလေကျိုးအပေါ်နားမလဲလေဖြစ်လာသည်ကျိုးသည်တဖြည်းဖြည်းအတိရခတ်လာ၏သူ့မျက်ဝန်းတွင် တွေ့ရတတ်သောတန်ရုံးစဉ်အရေးငွေများကို သူမှတလွဲအတိတ်ပဲကောက်မိတော့မလို့လို့ဖြစ်သွားသောဆယ်နှစ်နှစ်စီကအဖြစ်ပြက်တစ်ခုကို သူမှဘယ်တော့မှမေ့မီမဟုတ်ပါအကယ်၍မေ့သွားလင်လေပြန်တတိယအောင်စူးစမ်းပုံဖော်ယူရမည် ချိုးနေပတ်သက်၍ဘာမျှော်လင့်ချက်မျှမထားဖြစ်စေရန် သူမှဂရုစိုက်ရအောင်မည် တခန်းထဲနေသောတငယ်ချင်းခင်ဆန်းတွေကညညတွင်မှန်ပေါံထဲမှဇောတက်ပုံကိုဖြုတ်ပြီးဖြိုတက်ပုံကိုဇောခဏခဏကြည့်တတ်ကြောင်းရိမ့်မိသိရှိတော်လဲလူရှိသူရှိတွင်ဘရော့မြစတတ်သူ မဟုတ်ပါအိယာဝင် စာချက်ပြင်းနေကြစဉ်ဇောကရင်စီကူးလာတတ်သည်ဓာတ်ပုံကိုတောင်းကြည့်တတ်သည်ဖြိုးကြော်ကဘလိုပုံစံမျိုးလဲမိစောဖြိုးကလားဖြိုးရဲ့အရက်ကငါးပေကိုလက်မှရှိတယ် အားကစားသမားတယောက်ရဲ့ကိုလိုမျိုးနဲ့သပင်ကနင်းနေဖွာပြီးနှိုင်းရည်ကလေးတွေနဲ့သူ့မျက်နှာကတော့ယောက်ျားမဆန်ဘူးမျက်နှာလုံးလုံးကလေးမီးစီပဲနင်းနေတွယ်တယ်ဒီတက်ပုံထဲကအတိုင်းမျက်လုံးနင်းနေချင်းပြီးမျက်ခွန်မို့တယ်လမ်းသွားရင်လူစင်နာကနေလုံကြည်စကိုနှစ်ဖက်မှပြီးလေးလေးပင်ပင်ခြေလန့်ကျဲကျဲရှောက်တက်တယ်အထက်တန်းစားတယောက်လိုလမ်းမသွားတတ်ဘူး လုံချီကိုတော့ခက်ရှိရှိဝတ်တက်တယ်။သူ့သွားကလေးတွေကဖြူဖွေးပြီးတိတ်ညီတာပဲ။ရေလိုက်ရင်ရှုတီတီမျက်နှာကချစ်ဖို့ကောင်းသွားတတ်တယ်။စိတ်တူလွယ်တယ်။ငါပေါ်မှာတိတ်လဲကောင်းတတ်တယ်။တိတ်လဲဆိုးတတ်တယ်။မဆိုးမကောင်းဆိုတဲ့အခြေအနေမျိုးမရှိဘူး။နေနဲ့ဖြိုးကျော်ရဲ့အကြောင်းတွေကိုငါကိုပြောပြစမ်းမှဟုခင်ဆန်းရွယ်ကတခါတရံစိတ်လိုလက်ရ မေးတတ်သေးသည်။ ငါအဖြစ်ကနင့်လောက်ကံမကောင်းပါဘူးခင်ဆန်းတွေရဲ့ငယ်စဉ်ဘဝရုပ်ပုံများကို ခင်ဆန်းတွေမြင်ရောက်လာအောင် ပြောပြရလေသည်နောက်ဆုံးတွင်ခင်ဆန်းတွေကမှတ်ချက်ချသည်သူဟာသူ့ဘဝသူအငငယ်နာကြီးနေတဲ့လူဖြစ်ရမယ်နောက်ပြီးအဲ့ဒီဘဝကနေလွတ်မြောက်အောင်တိုးစားဖို့ကြတော့သူအာရုံပြီးသားဖြစ်နေတယ်အဲ့ဒါနင့်အတွက်ကန့်ဆိုးတာပဲသူငါ့ကိုချစ်သလားဟုတ်တော့ ဒါဟုတ်နင်းအတိဆုံးဖြစ်မှာပေါ့ဟင်းအင်းငါတိတာကတော့သူရီးစားတွေထဲလဲတွဲနေတာပဲရီးစားတယောက်ထားခံနေတိုင်းငါ့ကိုအတိပေးတိုက်မဲ့နာပဲနောက်ဆုံးနှစ်ယောက်သားအဖြေရှာပြီးမရပဲတဝဲလေလေစဉ်းစားရင်အိပ်ပျော်သွားကြသည်အခြေအနေနဲ့အချိန်ခါကိုတိုင်းတာတွက်ချက်ရာတွင်အမြဲတမ်းမှန်ကန်လေးရှိသောတင်တင်စော်သည်မိမိကိုမိမိစာပေနယ်သို့ဝင်ရောက်ရန် အချိန်ကြပြီဟု1980ပြည့်နှစ်တွင်စတင်ဆုံးဖြတ်ခဲ့သည်ရှုမဝါသို့ပထမဆုံးအချိန်ပို့မိသောဝိထုတိုကလေးကိုဝိမျက်ဦးအားအရင်ဆုံးပြပြီးမှပို့ခြင်းဖြစ်သည်ဝိမျက်ဦးကပညာရှိလေးတန်း၃လျက်အင်းနည်းနည်းတော့ကလေးဆန်တယ်နိဝိထုကချစ်ကိုတွေ့အခန်းမှာသုံးဖို့ပဲကောင်းတယ်ပို့လေရွေးခံရမှာပါဟုနှစ်သိမ့်အားပေး၏ ်ထိုဝိတုကို1980ပြည့်နှစ်ဇွန်လတွင်ပို့လိုက်၏ချုမဝမဂဇင်းတိုက်မှ ရွေးချယ်ကြောင်းသို့မဟုတ်ပယ်ကြောင်းအကြောင်းကြားစာတစ်ခုတလေမျှမလာသောအခါဖြိုးစီအပူကက်ရပြန်၏ရန်ကုန်မှနေသော ဖြိုးစီစာလန်းရေးလျက်စာမူနံမဲကလောင်နံမဲပေးပို့သောနေ့စွဲအတိအကျရေးထည့်လျက်စုံစမ်းခိုင်းလိုက်လေသည်ဖြိုးထံမှစာကို1980ပြည့်နှစ်ဒီဇင်ဘာတွင်ရသည် သူမဂဇင်းတိုက်တို့သွားသည့်အကြောင်းစာမူကိုမဖတ်ရသေးကြောင်းဖတ်ပြီးလျင် အကြောင်းပြန်ပြီးဖြစ်ကြောင်းစာထဲမှာထည့်ရည်သည်အမေအဖိုးကြီးကငါရေးတာထင်နေသေးတယ်မင်းဝိထုလားတဲ့တင်တင်စောဆိုတဲ့နာမည်ကြီးပါလက်သားနဲ့ဇော်ရီငါရုပ်ကစာရေးစရာသိပ်ပစ်ချင်နေတဲ့ရုပ်များပေါက်နေသလားဟာချိုးသည်ဘယ်တော့မှစာရေးစရာဖြစ်ချင်သူမဟုတ်ပါ စာဖတ်တတ်သူပင် မဟုတ်ပါငယ်စဉ်ကတော့တင်းတင်းစောဒူဝင်ဝိတ္ထုများကိုဖတ်စဉ်သူကလည်းဒူဝင်ဝိတ္ထုများကိုမှတ်မောစွာလိုက်ဖတ်လိရှိသည်ဇောတက္ကတိုလ်ဖုံးနိုင်ကိုဆွဲမှတ်စွာဖတ်နေစဉ်သူက ရောင်နေဤဝိတ္ထုများကိုဖတ်လေသည်တင်းတင်းစောခင်ဆွေဥဝိတ္ထုများကိုမျက်နှိုးစွာဖတ်၍ခင်ဆွေဥဤဇက်လက်ယောက်ျားများကိုဆွဲလန်းနှစ်သက်လာသည့်အခါ ချိုးကမိမဝတ္ထုများကိုမဖတ်ဘူးဟုကြွေးကြော်လျက်တင်းခံနေခဲ့သည်။သူမတို့နှစ်ယောက်ကြားရှိအကြိုက်နှင့်တံပိုးထားမှုမှာဒဇဒဇကွဲပြားလာလေသည်။ဗမော်တင်အောင်ဤဝတ္ထုများကို သူမရှာဖွေဖတ်နေချိန်တွင်ဝါရပြန့်နာများလွန်းနေပြင်းစရာကြီးဟုချိုးကလှဲ့ပင် ကြည်ဖော်မရကြ။ဘာသာပြန်စာအုပ်များကိုဖတ်သည့်အကျင့်ရလာချိန်တွင် သိတ်ကောင်းသည်ဟုသူမထင်သော ရေယူးတုံတုံဝိတုကိုပေးဖတ်ဘူး၏ကျိုးကနမဲတွေကလည်းခတ်လိုက်တာနောက်ပြီးစာအုပ်ကြီးကလည်းအထူကြီးဟုညှင်းဆန်ခဲ့သည်မဟုတ်ဘူးဖြူခဏပဲပြီးကြဒီနမဲတွေနဲ့ရင်းနှီးသွားမှာပါဖတ်ကြည့်စမ်းပါဒါကပြင်းစရာမကောင်းပါဘူးတော်လန်ရင်နောက်ခံအချစ်ဝိတုပါဒီမိမဟာသူ့တသက်မှာဒီတပုတ်ပဲရေးခဲ့တာဒီတဲကယောက်ျားဆက်လက်ရဲ့ဇက်ကောင်စိတ်ကို တို့ဖတ်တဲ့လူတွေလက်ဖြားခါလောက်အောင်ဘလို့ဖွဲ့ထားခဲ့တယ်လဲဆိုတာမတွေးတက်အောင်ပဲဇော်တဖွားဖွားပြော၍ဇွတ်ဖတ်ခိုင်းခဲ့သည်သူထိုစာဥပထမတွဲကိုသူမစိတ်ကြည်နဲ့အောင်ယူထားလျက်တောင်ထိုးထားဟန်တူပါသည်ဖတ်ပြီးပြီလားမေးတိုင်းဟင်းအင်းဟုဖြေတက်သည်ပါရဂူဤစိတ်ရလေးခါနဲ့ဒီပြာကိုဖတ်ဖို့သူမစူးစမ်းတိုက်တွန်းခဲ့ဖို့သည်နံမယ်တွေကပါဏိနံမယ်တွေဟာပြင်းစရာကြီးတယ် ူမလက်လျှော့ရတော့မလို့ဖြစ်သွားသည်သို့တော့စူးစားကြည့်ရအောင်မီကဲဒါဖြင့်ဘာသာပြန်နဲ့ကခပ်ပေါ်ပေါ်တွတ်တွတ်စုံနောက်ဝိတုကိုဖတ်ကြည့်ဟာဟုအလစ်တဲမကလင်းရည်သည်နဘာယုံခံတက်မှအမြောက်ကြီးများဝိတုကိုပေးဖတ်ပြန်သည်သူသည်စော့ကိုအာနာဟန်ဖြင့်စူးစားဖတ်ပါသည်နောက်ပိုင်းတွင်သူမတကယ်လက်လျှော့လိုက်တော့၏တစ်ခေါက်တစ်ခေါက်မန်းလေးမှပြန်လာတိုင်း တင်းတင်းစောတဲလာသည်မှာ ရှားပါစာအုပ်များသာဖြစ်၏အင်ဂျီတဝစ်စာကို40 50ပြည့်၍ဝိရမာနှမျောတွန့်တိုသောတင်းတင်းစောသည်စာအုပ်တအုပ်ကို20 30ပြည့်၍ရင်းငါအုပ်တစ်ပြိုင်တည်းဝယ်ရန်နှမျောတွန့်တိုသူမဟုတ်ပါ တိုင်ပန်85ကျက်နှင့် အင်္ဂပို့သောငွေကိုချိုးချံချွေတာ၍ရသမြပိုက်ဆံကို ရုပ်ရှင်ကြည့်ခြင်းစာအုပ်ဝယ်ခြင်းတို့တွင် သုံးပစ်သည့်အခါပတ်ဝန်းကျင်ကအံ့ဩလေသည် စေတက်ကလို့ចောင်းသူတယောက်ဤအစင်အပြင်းပါတစ်ခုမှမရှိပဲမျက်နာမှာတနခါမရှိပဲအဝိစားအသည်လဲပြောင်းဝစ်စင်ခြင်းမရှိပဲကာလများစွာဖြတ်တန်းလာခဲ့သည်သူမဤအိမ်ကစာအုပ်တက်တာတဲ့တွင်စာအုပ်များသာတဖြည်းဖြည်းတိုးလာပြီးသူမကိုမဝစ်စုံများမှာတဖြည်းဖြည်းနှွမ်းလာခဲ့သည်1980ပြည့်နှစ်ဇွန်လကပို့ထားသောဝတ္ထုသည်1981ခုနှစ်ဇွန်လထုတ်ရှုမဝမဂဇင်းတွင်ပါလာခဲ့သည် ထိုသတင်းကို ပထမဦးဆုံးပြောပြသူမှာဝင်းမြင့်ဦးဖြစ်သည်။တင်းတင်းသောနိဝိထုဒီလရှုမဝရထဲမှာပါလာတယ်။ဒါပေမဲ့ငါထင်တဲ့အတိုင်းချစ်ကိုတွေ့ကဏ္ဍပဲ။ဦး तू ကတိတ်ဝမ်းမသာတင့်တယ်လို့ပြောလေသည်။ဘဲကဏ္ဍကပဲပါပါ တင်းတင်းသောကတော့ပထမဦးဆုံးပို့သည့်ဝိထုကလေးမဂ္ဂဇင်းမှာပါလာသည်မို့အလွန်ကျေနပ်ပျော်ရွှင်လျက်ကိုဝိထုကိုပြန်ဖက်လို့မဆုံးအောင်ရှိလေသည်။ 1981ခုနှစ်ဇူလိုင်လ၏နနက်ခင်းတခုတွင်ဇီဇဝါဆောင်ပေါ်ကမိုးကောင်းကင်သည်ကြာလဲ့၍တင်ကင်းစင်လျက်ရှိသည်အရွက်ကြွေတခုမှမရှိဘဲရွက်တစ်တို့ဖြင့်စိမ့်ဆူလျက်ရှိသော အဆောင်ရှိကဗန်နံပင်ကြီးသည်ခါတိုင်းနေများထက်ပိုမိုကျက်သည်ရှိနေသည် အဆောင်ရှိကြောက်စစ်ခင်းလမ်းဘေးတွင်စိမ့်လန်းခါစမြက်ပင်တို့သည်မိုးငွေမိုးနှံဖြင့်ပိုမိုစိမ့်မောင်လျက်ရှိကြသည် ဤကဲ့သို့နနက်ခင်းမျိုးတွင်ချိုးမန်းလေးသို့ရောက်လာလိမ့်မည်ဟုဘဲတုံးကမျှမထင်ခဲ့ပေ။ထိုနေ့နနက်ခင်းကဖြိုးရောက်လာသော အချိန်မှသူမသည်ညကအရေးပြတ်ထားသောကြောင့်အိယာကနှိုးခါစရှိသေးသည်။ရေချိုးခန်းသို့မျက်နာတက်သွားရန်ရေခွက်နှင့်ဆက်ပြာခွက်ကိုဆွဲလျက်အခန်းပြင်သို့ထွက်လိုက်သောအခါအဆောင်ဝင်းတကားဤအပြင်ဘက်84လမ်းပေါ်မှာအဆောင်ဘက်သို့လျှောက်လာသော ဖြိုးဤတံတန်ကိုမြင်လိုက်ရ၏ တင်းတင်းစော်သည်မယုံနိုင်စွာအံ့ဩတကြီးငေးကြည့်မိသည်ဖြိုးသည်လှမ်းကြည့်နေရင်ပင် ဝင်းတကားဝသို့ရောက်လာ၏ကံကောင်းထောက်မှစွာ တင်းတင်းစော်ဤအခန်းသည် ဝင်းတကားအဝင်ပေါက်နှင့်မျက်နှချင်းဆိုင်ဖြစ်၏စိုးမျက်လုံးအစုံဤဆွဲငင်အားကြောင့်ပဲလားမသိဖြိုးကအပေါ်ဘက်သို့မျက်လုံးဝှေ့ကြည့်သည်သူ့စော့ကိုမြင်သွား၏ခက်တီတီမျက်နှထားတွင် အပြုံးတစ်ခုလှစ်ခနဲ့ပေါ်လာလေသည်ဖြိုးသည်ခါတိုင်းလိုပင် စပိုရှက်အဝါနုရောင်နှင့်ရှားရောင်ရောလုံးကြီးကိုတေသက်စွာဝှစ်ထားသည်ဇော်သည်အံ့ဩသွားသော အမှုအရာကိုယုတ်ကြီးပြန်ထင်းလျက်ခနဆောင်ဟူသောအမှုအရာဖြင့်လဝါကာပြခဲ့ပြီးမျက်နာသွားတေရလေသည်အရင်တစ်ပတ်ကမှသူ့ထံမှအစာရထားသည်စာထဲမှလည်းတူလာမိအကြောင်းအရေးအမှုများမပါပါ တခန်းထဲနေသောတငယ်ချင်းခင်ဆန်းတွေကို ခတ်တိုးတိုးကြိတ်၍အကြောင်းကြားရသည် နောက်ဆုံးနှင့်အပိုင်းခတွင် သူမတို့အစ်စ်ပြောင်းရသည့်ဇီးစွားဆောင်မှာ၅ရောက်တခန်းဖြစ်၏။ကင်ဆန်းတွေကအံ့ဩဝမ်းသာသွားဟန်ဖြင့်ချက်ချင်းထွက်ကြည့်ရန်ပြင်သည်။နေအုံးလေဟာငါနဲ့မှအတူလိုက်ခဲ့ပါ။နင်းနဲ့မိတ်ဆက်ပေးမှာပေါ့။တခုတော့ရှိတယ်။သူကရန်ကုန်မှာအနေကြပေမဲ့ပညာတတ်တယောက်မဟုတ်တော့သိရင်ကြီးဖွယ်ရဖို့မမျော်လင့်နဲ့နော်။သူကခက်ရိုးရိုးပဲ။အေးပါဟ။ငါနားလေပါတယ်။ နင့်ကိုနှစ်ပေါင်း20ကျော်ပြုစားထားတဲ့ယောက်ျားတစ်ယောက်ကိုမြင်ဘူးယုံတင်ပါတင်းတင်းသောမလုံမလဲရဲ့ရင်တနခါကိုပျော်ရွှင်စွာသွေးလီသည်ခင်စန်းတွေကသူ့အာချီမိတ်ကပ်ကိုတင်းတင်းသောလိမ့်ဖို့ချပေးသည်ရော့တခါတလေလေးတွေ့ရတဲ့ငယ်ချစ်ဦးရှိမှလှလှပပလေးပြင်ဆင်သွားစမ်းပါဟာငယ်ချစ်ဦးဟုတ်လားပေါက်တက်ကြရဟိုအိုင်ချင်းတဲ့ကလူပါပဲဟာမကျင်သာသည် မင်းမာသူနဲ့အယူငယ်ကန်းတဲ့မလန်းသူကိုမြူလို့ရစ်ရတော့မလားဆိုတာလေခင်ဆန်းတွေကဂယုနာတက်ရတော့မလို့ရေမောရတော့မလို့ဝေခွဲမရတော့မျက်နာဟန်အမှုအရာဖြင့်ဒါပေမဲ့နင့်ကြည့်ရတာဒီအတွက်နည်းနည်းမှ ထိခိုက်ပုံမရပါလားဟုစူဇန်ဤတခုခုကိုဘယ်တော့မှရနိုင်မှာမဟုတ်မှန်းသိနေတဲ့လူတစ်ယောက်ရဲ့ခံစားချက်မျိုးအတိုင်းပဲပေါ့ အဖြေကိုသိနေတဲ့လူတယောက်ဟာအဲ့ဒီအဖြေရဲ့အဆိုးအကောင်းကိုကြိုတင်ခန်းစားပြီးသားဖြစ်နေပြီဟချိုးကတင်တင်စော့ကိုဗန္နပင်အောက်မှာမတ်တက်ရက်လျက်စောင့်နေ၏ချိုးသူကမန်လီစေးတက်ကလို့တစ်ခုလုံးမှာအခင်မင်ဆုံးတငယ်ချင်းခင်ဆန်းရွယ်တဲ့ခင်ဆန်းရွယ်သူကတော့ငါနဲ့ငငယ်လေးကလေးကကစားဖော်လီချိုးကြော်တဲ့ချိုးကတွေ့ရတာဝမ်းသာကြောင် ်လောကဝိစကားလုံးဝမဆူတက်ပဲတိမ်မွေ့စွာပြုံးပြလေသည် ဟုတ်ကဲ့တင်တင်စော့စာထဲမှာခမားနဲ့ကိုဝင်းမြင့်ဦးအကြောင်းထည့်ရေးမှုပါတယ်တို့ကလည်းမိစောခဏခဏပြောနေလို့ချိုးမြင်မှုချင်တာကြာပြီခင်စန်းတွေကမိမိထက်အသက်ငယ်သောတီဟောင်းကျွမ်းဟောင်းတယောက်ပမာရင်းရင်းနှီးနှီးစကားပြောတော့စော်ရဲချင်သွား၏ချိုးဆိုတဲ့ဆန်နှမအောင်သေးတဲ့ကောင်လေးဟာငါထက်နှစ်နှစ်နီးပါးကြီးပြီး ညင်းထက်သုံးနှစ်နီးပါးကြီးတဲ့ဟဲ့ဟုရေမောဟန်တားလူစိတ်ပေါက်သွားသည်သို့သောသူမမရေပါချိုးကစနေတနင်္ဂနွေတွင်ចောင်းပိတ်ရက်မှာလာဖို့ကောင်းတယ်ဒီနေ့တို့ class ရှိတယ်မိစောနင်းနဲ့အကြကြီးစကားပြောနိုင်မှာမဟုတ်ဘူးခင်စန်းတွေကဖြိုးအတွက်တင်းနေစောចောင်းလစ်တော့မိကိုတည်သည်ဖြင့်ကြိုတင်၍တတိပေးစကားပြောခြင်းဖြစ်ပါလိမ့်မည်မတက်နိုင်ဘူးဗျာကျွန်တော်ကတွေ့ချင်းပြီဆိုရင်ကိုလည်းအဆင်ပြေမယ်ဆိုရင် ချက်ချင်းကောက်ထွက်လာခဲ့တတ်တာနောက်တစ်ပတ်ကျွန်တော်ခရီးထွက်ရမှာဒီမှာနှစ်ရက်ပဲနေနိုင်မှာထို့နောက်ဇောပတ်တို့လှည့်၍မိသောနင်ចောင်းသွားတက်လီညနေငါဘယ်အချိန်ပြန်လာရမလဲဒီမှာနင်ကြိုက်တက်တဲ့ပလဲကဤကလေးရမုတ်ပလဲမုတ်တိုက်တစိ့ပါတော့စက်ကူဘူးနဲ့အတူစက်ကူဧကလေးတစ်ခုပါပေးဤတင်းတင်းသောဘာမှမငင်းတာတော့ပဲသူတို့နှစ်ယောက်ဤအဆုံးအဖြတ်ကိုအောင့်တက်တက်နဲ့နာခံရလေသည် သူကမ်းပေးတော့ကပူးနဲ့စက်ကူထုတ်ကိုယူလျက်အေးဒါဖြင့်ညညက်နေလေးနိုင်ကြမှလာခဲ့တော့ဟုအားတော့အာနာပုံစံဖြင့်ပြောမိသည်ဂျိုးနှုတ်ဆက်၍ထွက်သွားသောအခါခင်ဆန်းရွယ်ကိုမျက်စောင်းတစ်ချက်ထိုး၍ခက်ကြိတ်ကြိတ်အပြစ်ဆိုမိသည်ခွေးမသူတို့မှနေတိုင်းတွေ့နေရတာငါမှတစ်နှစ်မှတစ်ခေါက်လောက်တွေ့ရတာဒါဟုကိုချင်းမစားဘူးနောက်ပြီးဒီနေ့အတက်မတက်လို့စံမွဲကြသွားမှလည်းမဟုတ်ဘူး ကျင်စန်းရွယ်ကအလိုလိုက်သောအမတယောက်ဤအပြုံးမျိုးပြုံးဤနင်ကဒါပဲတည်တာကိုနင်သိတွေ့ခြင်းလဲနင်မျိုးသိရမှာပဲဘာကြောင့်လဲဆိုတော့မင်းကလေးဆိုတာယောက်ျားတယောက်ရဲ့တမိုးထားရဖြစ်တဲ့နယ်နင်မဲပြောမှုတယ်သူ့ဘဝမှာသူ့တမိုးအထာဆုံးကနင်ပဲဆိုအေးလေအဲ့ဒီတမိုးထားမှုကိုနင်နေမှမရော့စေနဲ့နင်ကလပ်ဖြတ်ပြီးသူနဲ့တွေ့ရအောင်သူကနင်ရည်စားလဲမဟုတ်ဘူး ပေါ်ထက်သို့ပြန်တက်လာရင် ခင်ဆန်းတွင်မှန်သည်ဟုတွေးမိ၏ဤကလေးရမုံဘူးကိုဘေးမှချလျက်ဆက်ကူအိတ်ထဲကပစ္စည်းကိုဆွဲထုတ်ကြည့်သည်မိမကိုင်းလက်ကင်ပွားရောင်စုံများဖြစ်လေသည်ဟဲလှလိုက်တာမိသောငါတထဲပေးအမေဘယ်ရမလဲအသက်နဲ့လဲပြီးကာကွယ်ဖို့ဆုံးဖြတ်ထားပြီးသားဟဲ့ကောင်းမဆုပ်လက်ကင်ပွားမှာခက်ပါပါကြစ်လစ်ပြီးအကွက်ရေးရေးကျဲကျဲများပေါ်ထားသည် ဇာနာတံပုံစံဆန်းကလေးများဖြစ်၏ပန်းနုရောင်အဝါနုရောင် အပြာနုရောင်ချောကလက်ရောင်မီခိုးနုခရမ်းနုစုစုပေါင်း၁၀ထဲဖြစ်သည်ဇော့ရင်ထဲမှာတိတိခိုက်ခိုက်နာကျင်သွားသည်တစ်ခါမှလက်ကင်ဘွားလက်ဆောင်မပေးဘူးသောဖြိုးတယောက်ဘာစိတ်ကူးပေါက်ပြီးပေးတာပါလေဖြိုးသည်တမီရီစားခြင်းလက်ကင်ဘွားမပေးရဟုသောဦးကြောင်ကြောင်တတ်မှတ်ချက်တစ်ခုကိုအမြဲယုံကြည်လိုက်နာသူဖြစ်၏ တည်တင်စောနှင့်သူဘယ်တော့မှတမိကြီးစားမဖြစ်နိုင်ဟုသောယုံကြည်ချက်မျိုးသူ့မှာရှိလေသလားကားရှုပ်တယ်နော်မိစောကယ်ရီယာအစွန်းကိုမျက်မျက်ကင်တာငါခါကိုရောင်းလို့မှမထိလိုက်နဲ့အမေငါကနှစ်ခါများကင်ချင်လွန်းလို့ချိုးကငယ်စဉ်တုန်းကဇော်အလွန်မုန်းတီးတော့အာကောင်ချစ်ရဲ့နည်းမျိုးဖြင့်ရဲလေသည်မဟုတ်ပါဘူးဟာမိစောကလည်းငါကခါကင်ရတတ်တယ် မတော်တဆစပင်းလက်ကင်ကို မထိနိုင်ပဲလေသွန်းရင်ညပြုတ်ကျကြံနေခဲ့မှာစိုးလို့ပါနင်းကလည်းဒေါသချီပဲစောမျက်နာစူပုတ်လျက်ရှိသည်အလကားပါသူ့မရေတွက်နိုင်တဲ့ရီးစားတွေကြခါကန်ရင်ရားမှာမဟုတ်ပါဘူးဟု မလို့တမာတွေးနေမိ၏ကျိုးဤစပင်းနောက်မှာ ထိုင်လိုက်ရင်ကျိုးနောက်ကြောကိုမတိမတာပါနှင့်ကပ်ရင်ရင်ထဲမှာကြေကွဲဝန်းနေလာပြန်သည်ယောက်ျားလေးတော်တော်များများဤ ကိုနှံ့လိုမဆူးရှပဲကြော့မိန်လက်ဆက်သောသူ့ကိုနှံ့ကိုတင်တင်သောပထမဦးဆုံးအကြိမ်တတိထားမိပြီးအနှဲငယ်ရင့်မူလာ၏သူ့အင်ကြီးအပြာနုရောင်မှာရေမွေးပေါန်နာနှံ့မမွေးပဲလောလောလတ်လတ်မိဘူးတိုက်ထားသည်လက်ဆက်သောအနှံ့သာမွေးနေသည်အော်မိသောမနေ့ညနေကငါမေးထားတာနင်မဖြေသေးဘူးနော်ဘာတော့ငါအကိုကြီးတင်းမောမှာလိုက်သွားမယ့်အကြောင်းလေး နင်ငါ့ကိုတဘောတူမတူမဖြစ်ရသေးဘူးတင်းတင်းသောညကတညလုံးစဉ်းစားပြီးဖြစ်တော်လဲရုတ်တရက်မဖြစ်နိုင်ပဲရှိနေသည် အကိုကြီးဤတင်းမောမှာငါဖန်တင်းမောဖြစ်၍တင်းမောသားဖြစ်လျင်ဖြိုးမှာမလွဲမရှောင်သာပဲငါကိုကန်ရတော့မည်ဖြစ်သည်ဖြိုးကနေရတကားအတန်အပြန်ကြိုက်တတ်သူစော့ကြော်လေးနေခြင်းသူဤအလုံးနှင့်သူလုံးဝကိုက်ညီခြင်းမရှိပါ ်တင်းမောပေါ်မှာအရာရှိငယ်အဖြစ်လိုက်ပါနိုင်ရင်တော့တတ်တာမီသို့သောတင်းမော chief officer ဤရောက်ဖဖြစ်နေုံမျှနဲ့ဆန်နဲ့မအောင်သေးသော လူငယ်တယောက်သည် အရာရှိငယ်ဖြစ်မလာနိုင်ပါနင်းငါးတွေရွေးနေရမှာပေါ့ဖြူဩဒါကတော့သူများလို့ရင်လောက်ရမှာပေါ့ဟတချို့ငါးတွေစူးတောင်အကြီးကြီးတွေတဲ့ပြီးတော့အရန်ချော်နေတာတဲ့လက်ကိုငါးယူစူးတာ အသားပြဲလို့ချုပ်ရတာအများကြီးဖြစ်ဘူးတယ်ဆိုအကိုကြီးပြောဘူးတယ်မိဇော်ရငါကလေးမဟုတ်ပါဘူးကိုကိုကိုအန္တရာယ်ဖြစ်အောင်ဘသူလုပ်မှာလဲဒါပေမဲ့နင်းကဘတော့မဆူနမောနမဲနဲ့မင်္ဂလာပင်ပေါ်တက်တုံးကလည်းလိန်ကြလို့ဒူးပြဲလို့ချုပ်ရသေးတယ်။ဟာအဲ့ဒါငငယ်တုံးပါ။ထားပါထားပါ။မနစ်ကဆိုနေလူကြီးဖြစ်နေပြီပဲ။မိုးရေတဲ့ဘောလုံးထွက်ကန်တာ ကြောက်ခဲနဲ့ခလုတ်တိုက်လို့ချိမကွဲပြီးချုပ်ရသေးပါရောအဲ့ဒါကနိုင်ကျင်စောနဲ့ကစားတာကိုဟအေးအဲ့ဒါမျိုးပေါ့အခုလဲမြန်မြန်ပြီးကျင်စောနဲ့ငါးတွေကမန်းကတန်းရွေးတဲ့အခါပြေရှာမသွားဘူးလို့ဘသူပြောနိုင်မှာလဲနောက်ပြီးမင်းတို့တင်းမောတွေကဆရာဝန်လဲတတ်တတ်ပါတာမဟုတ်ဘူးခတ်လိုက်တာဇောရာသူအတော်စိတ်ပြက်သွားသည်ဘာစကားမှဆက်မပြောတော့ဘဲစပိန်ကိုသား ရုတဆိုင်နင်းလျက်ရှိ၏။စာရိုက်ကွေတို့ရောက်တော့ကျိုးပဲပဲကွေရမှာဟုဇောတတိပေးမိသည်။အေးပါငါသိပါတယ်။နောက်ကကားတာကြည့်ပေးပါ။ကျိုးကရန်စမပြေသေးသလိုအတန်ငေါက်ဆက်ဆက်ဖြင့်ပြော၏။ကျိုးဒီလန့်အမြင့်ကြီးကိုနင်းနိုင်ပါမလား။ငါဆင်းပေးရမလားဟုနဲ့နှချိုသွေးလိုက်မိတော့မစင်းနဲ့ဟုသူခက်ဆက်ဆက်ပြောသည်။ရေနံเจ้าမှာဘယ်နေရာမှာစပိတ်ပေါ်ကမစင်းပဲငါနင်းလာတာ။ ဒီအမြင့်လောက်တော့သိအားစိတ်ဆရာမလို့ပဲနင်းနိုင်နေသူ့လေတန်ကနင်းနေပြပြစ်လာသည်ဖျားကြီးရောက်၍စပိန်အဖြစ်သည့်အတီသူမတို့နှစ်ယောက်စကားမပြောဖြစ်ကြတော့ပါတစ်သားနဲ့ရုပ်တူဘိုးတော်ရုပ်တူများထုလုံရောင်းချသောဆိုင်တန်းများကို သူကစိတ်မဝင်စားသလိုတစ်ချက်သာလှမ်းကြည့်သည်ပန်းဝယ်ရန်ဈေးဝယ်ခေါ်နေသူများ၏အတန်မျိုးစုံအောက်တွင်နှိစီပန်းနံငွေပန်းနံများမှုေးကြိုင်နေသည် သူမတို့သည်ဇောင်းနှန်းတလျှောက်စီကားလာသောဖျားဖူးပရိသတ်ကို ရှောင်ရှား၍ဖျားရုပ်ပွားတော်ဤရှေ့မျက်နှာသာသို့ခက်ပြေးပြေးလျှောက်သွားကြသည်တင်းတင်းစောက အမျိုးသမီးအများစု ပစစ်တုတ်ထိုင်းရှ िख ိုးနေသော အုတ်စုနားတွင် နေရာလွတ်တွေ့၍ဝင်ထိုင်လိုက်သည်နင်းရှေ့သွားရှ िख ိုးလေဖြိုးမတော်ပါဘူးဇောအနီးမှသာ သူဝင်ထိုင်၍ကတော့သည်ဇောသည်ညအိယာဝင်တိုင်းဖျားရှ िख ိုးသည့်အလေးအကျင့်မရှိသူမို့ မဟာမြတ်မှုနီးဖျားကြီးတို့ရောက်တုံးရောက်ခိုင်းငါးပါးသီလခံ၍ဖျားကုံတော်တရားကုံတော်တန်ခါကုံတော်အထိအကြကြီးရှိကိုအာယုံပြုနေလိုက်သည်ဆုတောင်းကြတော့ဒီနေ့စမေးပွဲအောင်ပါစေမိသားစုတစ်ခုလုံးဘေးဒုက္ခအပေါင်းမှကင်းဝေးပါစေဟုဆုတောင်းမိလေသည်အချစ်ရေးနှင့်ပတ်သက်၍သူမတစ်ခါမျှဆုမတောင်းဘူးပါဆုတောင်းမမှာအလွန်ကြောက်ပါသည်ဖျားကြော့ပြီးခေါင်းပြန်မောလိုက်သောအခါ ဘေးနားကရွှေချထားသည့်အုတ်တိုင်ကြီးကိုမြည်ရက်နေလျက်သူမကိုငေးကြည့်နေသော ဖြိုးကို တွေ့ရ၏ဖြိုးကသူမထံမှချက်ချင်းမျက်နှာလွှဲလျက်ရှေ့မှထွက်သွားလေသည်ဇောကမန်းကနန်းထိုင်ရာမှထ၍သူ့နောက်သို့လိုက်သွားရသည်ဖြိုးတရားရိုက်ဘက်မသွားဘူးလားမသွားတော့ပါဘူးဟာလာပါဟိုဘက်မှာကြီးစီကြီးကိုထမ်းနေတဲ့မြမကြီးနဲ့ရောက်ရုပ်ထုတွေရှိတယ်မဟုတ်လားသွားရအောင်ဖျားရင်ပြင်တော်ကိုဖျက်လျက် သူကဇော့ကိုစောင့်ရင်ခြေလန်းခတ်ကြဲကြဲခပ်ပြေးပြေးသွားသည်ကျေးသွုံရုတ်တုကြီးများရှိရာသို့ အရင်ဝင်ကြည့်ကြတော့သူက ကလေးပမာရွှင်လန်းစွာပြုံးသည်ငါမမီနဲ့လာတိုင်းဒီအယုတ်ကြီးတွေကိုကန်ကန်ပြီးဆူတောင်းခိုင်းတယ်သိလားခေါင်းမကိုက်ပါစေနဲ့ဘိုက်မနာပါစေနဲ့ဆိုတာလေလူများစွာအကြိမ်ကြိမ်အဖန်ဖန်ကန်တွယ်ပုတ်တက်ထားသဖြင့်ဝင်းလက်နေသောအယုတ်ကြီးဤဘိုက်ကိုကျိုးကလက်ညှိုးဖြင့်ထောက်လိုက်လေသည် ပြီးမှတတိယသွားသလိုစောပက်လှက်ကြည့်မေး၏အဲ့ဓာရီကိုနင်ယုံလားမိစောဟင်အင်းသူမဒုံတိတိညင်းပယ်လိုက်မိသည်ဒါနဲ့ငါတင်းမောလိုက်ဖို့ကိစ္စတက်သွားပြီလို့ငါယူဆလိုက်ရတော့မှာလားသူမအံ့ဩစွာမောကြည့်လိုက်သည်သူကအယုတ်ကြီးကိုလက်ထောက်မိလျက်စော့ကိုခတ်ဆိုင်ဆိုင်ကြည့်၏ဒါကတော့ဖြိုးရဲ့ညစ်စိတ်ကူးနေနေမဟုတ်လားနင်တိတ်လိုက်ခြင်းလိုက်သွားပေါ့ ငါကနင့်အတွက်စိတ်ပူလို့ပြောတာပါ။ညညတင်မောကုန်းဘက်ပေါ်ထွက်ရင်ပဲ့စင်မှာတာဝန်ကျလို့စောင့်ရင်ရေထဲချော်ပြုတ်ကျသွားမှာငါအယမ်းဆိုးရင်နာ။သူကခေါင်းမော့လှန်လျက်ဟဟပပတ်ရေတော့သည်။နင်ကလေအဖွားကြီးကျနေတာပဲ။မမီရှိရင်တော့မမီဒီလောက်စိတ်ပူမှာမဟုတ်ဘူး။ငါရီးစားတွေလည်းဒီလောက်စိတ်မပူတတ်ကြပါဘူး။နင်နဲ့မမနဲ့တွဲထားဖို့ကောင်းတယ်။မမကလည်း ငါများတငယ်နှက်စားကလေးကြနေတာပဲ။ကဲအခုငါဒီအလုတ်ကိုမလုတ်ပါဘူးတဲ့။ငါပါလို့ရမလဲ။ तू မမဆိုင်မတော့ဖြေလိုက်ပါသည်။နင်ဆယ်တန်းအောင်အောင်အရင်လုတ်ရမှာပေါ့။တော်စမ်းပါဟာဒီစက်မေးဝဲကိုငါဘယ်နှခါဖြေရအောင်မလဲ။သူ့လေတံမှာခါးတီးလာသည်။ဖျားပူများအုပ်စုတစုရောက်လာသဖြင့် तू မတို့နှစ်ယောက်စကားပြတ်သွား၏။လာသွားစို့။ကျိုးကအရင်စားထွက်၏။ ဈေးစီကြီးကိုထမ်းထားတော့မြမကြီးနှစ်ယောက်ဤစောင်းတန်းထဲမှာလူရှုပ်နေတဲ့ဖြစ်မဝင်တော့ပဲအပြေမှသာရက်ကြည့်ပြန်ထွက်ခဲ့ရသည်အေးလေငါနဲ့နေကတငယ်ချင်းပဲနေရီးစားတွေတောင်မတားတဲ့ကိစ္စငါတားဖို့လဲမကောင်းမှုထင်ပါရဲ့အမေဒီလိုလေတန်နေတော့မပြောနဲ့မိစောနေ့သဘောတူညီချက်ကိုလိုချင်လို့ရန်ကုန်ကနေအချိန်ကုန်ခံယထာကအကုန်ခံပြီးလာခဲ့ရတာငါဘဝမှာ နင်ဟာအမြင့်အရေးကြီးနေတယ်အခုကိစ္စကိုငါရီးစားတွေကိုအတိပေးတိုင်ပင်တာတော့မဟုတ်ဘူးစိတ်တိုသွားတော့သူ့အမိုရာကြောင့်ဇော်ရဲမိသည်အေးအေးငါနားလဲပါတယ်ဖြိုးရဲလိုက်သွားပါသင်းမော့ပေါ်မှာဂယုတဆိုင်နေပါငါစိတ်မပူအောင်ငါစီမကြမကြစာရေးပါနေ့စီကစာလာရမယ့်ရက်မှာစာမရောက်ရင်ငါဟိုတွေးဒီတွေးနဲ့စိတ်ကိုမချဘူးညညအဲ့လိုတောင်မရဘူးဖြိုး နေုံရဲ့လားပြောပြီးမှတင်းတင်းစော နောင်တရသွားသည်ဖခင်ကြီးဒါငါဖွင့်ပြောတဲ့စကားမဟုတ်ပါလားသူဘလို့ထင်သွားမလဲချိုးမျက်နာကို ကမန်းကရန်မော့ကြည့်တော့နနက်ခင်းနေအောင်ကြည်အောင်မှာသူနုညံ့စွာ ပြုံးလေသည်နင်စာရေးဆရာမသာလှုပ်ဖို့စိတ်ကူးနေတယ်နင့်ကိုနင်တိခိုက်မဲ့စကားမျိုးလှုပ်ခနဲ့ပြောတတ်တဲ့အချင်းကမပြောက်သေးဘူးနော်ငါရှိမှနင်ဘာပြောပြောနင့်အတွက်မထူးခြားဘူး တခြားယောက်ျားလေးတွေနဲ့စကားပြောတဲ့အခါနင်တတိထားဖို့ကောင်းတယ်။သူတို့ဟာယောက်ျားတွေဆိုတာနင်အမြဲမှတ်ထား။သူမခိခနဲ့ရယ်လိုက်သည်။ဟုတ်တယ်။နင်ပြောတာမှန်တယ်။ဒါပေမဲ့နင်ကတော့ယောက်ျားမဟုတ်ဘူးလားယင်။ငါနဲ့ပတ်သက်ပြီးနင်အမြဲတမ်းစိတ်ရှင်းရှင်းထားလို့ရတယ်။ငါအတွက်နဲ့နင်မိန်းမတယောက်ရဲ့ဂုဏ်သိက္ခာဘာမှမတိခိုက်စေရဘူး။အဲ့ဒါကိုနင်တသက်လုံးယုံထားလို့ရတယ်။သိလားဇော။ ရင်ထဲမှာတင့်ကနဲ့နူးညံ့စွာလှုပ်ရှားသွားသည့်ခံစားမှုကအရင်လာသည် ထို့နောက်တဖြည်းဖြည်းနေရယူလာသည်ကဝမ်းနည်းစွာနှမျောတန်တခြင်းပင်ဖြစ်၏ထိုအချိန်ကလေးကတင်းတင်းစောတည်တင့်သည်ကျိုးသည်တင်းတင်းစောနှင့်အနီးဆုံးနေရာမှာရှိတဲ့သားနှင့်အဝေးဆုံးနေရာသို့ရောက်အောင် သူ့သဘောနှင့်သူထွက်ပြေးနေသူတယောက်သားဖြစ်လေသည် ကျမဖတ်ပြတာကိုအစအဆုံးနားဆင်ပေးခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။အပိုင်းကိုကိုဒီမှာပဲရက်နာပြစီရှင်။နောက်လာမယ်အပိုင်း30ကိုလည်းဆက်လက်ဆောင်မျောနားစင်ပေးကြပါအောင်ရှင်။နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသူတယတဆောင်ပါတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှခန်းစားပေးကြပါအောင်ရှင်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်း မမိပါနဲ့နော်